အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစို့ဒီနေ့ကနေပြီးတော့စုံမောင်းအောင်တောင်းပေးလိုက်ပါတယ် ဲ့တော့အာစနိုသင်းကတော့လာမယ့်ဒါကျွန်တော်တို့အပြောင်းရွှေ့ရသည်မရောက်ခင်ပါသူတို့အနေနဲ့အကျိုးသဘောတူညီမှုခေါ်ယူဖို့အတွက်ကစားသမားတွေကိုစတင်ပြီးပြင်ဆင်နေဒါပေမဲ့ကျွန်တော်လက်ရှိမှာဒီနေ့မှာအာစနိုသင်းကြောင်းပြောမယ်ဆိုတော့အဲ့ဒါလေးကိုပြောမယ်ပြင်ကိုလက်ရှိမှာဒါကျွန်တော်အာစနိုသင်းအနေနဲ့ဒါကစားသမားတွေကိုစာရုပ်တဒန်တူဖို့အတွက်လည်းအန်ဒီယဘာတာအနေနဲ့စတင်ပြီးတော့ကြိုးစားနေပြီဆိုတဲ့သတင်းတွေအကြောင်းကိုကျွန်တော်တင်ဆက်ပြီးမှဖြစ်တယ်ပေါ့နော်အဲ့တော့လက်ရှိမှာအာစနိုသင်းအနေနဲ့အခုဒါကျွန်တော်နောက်ဆုံးကြားရတဲ့သတင်းတွေအရာပေါ့နော်ဒါကျွန်တော်တို့လာမယ့်နေရာဒီအပြောင်းရွှေ့မှာအလုပ်ကိုမြင်မြန်ဆက်ဆက်လုပ်ဖို့ရှိတယ်အာစနိုသင်းအနေနဲ့လာမယ့် နွေရာသီမှာဒါကျွန်တော်တို့ preseason မတိုင်ခင်မှာကစားသမားတွေကိုအသင်းကိုခေါ်ယူနိုင်ဖို့အတွက်တောက်လျှောက်ကြိုးစားသွားမယ်လို့ကြားသိရတယ်မှာပါအဲ့ဒါကဘာကိုဆိုလို့ခြင်းလဲအာဒီနာနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့အားကစား rider အသစ်ဖြစ်တဲ့ Andrea Barter ကိုသူ့အနေနဲ့ဒါကျွန်တော်တို့ request တစ်ခုလုပ်ထားတယ်ပေါ့နော်ပြောချင်တာကသူ့အနေနဲ့ဒါကျွန်တော်တို့အပြောင်းရွှေ့နောက်ဆုံးပိတ်ရတဲ့ဒီစောင့်နေမဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ကစားသမားတွေကိုစောစောစီစီခေါ်ပြီးဒါကျွန်တော်လက်ရှိမှာ Arsenal အသင်းအနေနဲ့ preseason မှာဒါကျွန်တော်တို့အသင်းကောင်းနေနဲ့ဒါ treat မဲ့အချိန်မှာဒီကစားသမားတွေကိုတခါတည်းထည့်သုံးပြီးတော့အသင်းနဲ့ angle ဒါကတော့ Premier League စတာနဲ့ဒီကစားသမားတွေကိုအဝင်ခွင့်ကြဖြစ်စီစီခြင်းတဲ့ပုံစံမျိုးကိုဒါအာတီနာအနေနဲ့လိုချင်တယ်ပေါ့နော်ပြောချင်တာလားကျွန်တော်ပုံစံလက်ရှိမှာ Cronky တို့အုပ်စုကဒါကျွန်တော် Andrea Barter တို့အုပ်စုကိုလက်ရှိမှာဒါကျွန်တော်တို့ အဲရာဒီဂျိုခြေစမ်းပွဲကျင်စီစဉ်တာကအစသူတို့အနေနဲ့တိုင်ခုနကပြောတဲ့ပေါ်တီပေါ်ပြက်ဒါဟိုအသင်းတွေကိုတွေ့တာတဲ့ဆိုင်သူတို့လက်ရှိမှာဟောင်ကောင်မှာဆိုဒါကျွန်တော်စပါလို့အသင်းမျိုးကိုဒါကျွန်တော်တို့အဲလန်နန်ဒါဘီလို့ပုံစံမျိုးတွေ့မယ်ဟောင်ကောင်မှာနေမယ်နောက်တစ်ပွဲဖြစ်တဲ့ယူနိုက်တက်နဲ့တောင်တွေ့မယ်ဆိုတဲ့ကောလာဟာလာတွေထွက်နေတယ်။ပြောချင်တာလက်ရှိမှာဒါကျွန်တော်အာစနိုအသင်းအနေနဲ့ဒါကျွန်တော်တို့တွေ့မယ်ဒါအသင်းအနေနဲ့ အာအသင်းကောင်းလို့တွေ့မဲ့ဟိုကျွန်တော်ရာသီကြုံမှာကံမဲ့အသင်းကိုတော့မှကောင်းကောင်းမွန်မွန်တကယ်ကိုသူတို့ကိုခြေစမ်းနိုင်မဲ့အသင်းပုံစံမျိုးကိုအာဆောင်သင်းနဲ့တည်တည်ချာချာယူတော့ဖို့ရှိတယ်။လာမယ့်ရာသီမှာခရွန်ကီတို့အနေနဲ့အာတီတာကိုသူတို့ရဲ့ရာသီလို့ပဲသတ်မှတ်ထားရဲဆိုတဲ့သတင်းတွေပါဆောက်ထွက်လာခဲ့တယ်။ပြောချင်တာလက်ရှိမှာဒါကျွန်တော်တို့လာမယ့်ရာသီမှာဒါကျွန်တော်အာဆောင်သင်းကိုဒါပေါင်သန်း200လောက်ပေးသုံးဖို့အတွက်လည်းပြင်ဆင်ထားတယ်။အဲ့တော့အာတီတာအနေနဲ့အခုလက်ရှိမှာဒါအန်ဒရီယိုဘာတာကို request ဆုတ်ထားတာအကြီးမားဆုံး request ကတော့ရှင်းတယ်။သူနဲ့ရာသီချိုခြေစမ်းပွဲစဉ်တွေဒါမတိုင်ခင်ဒါကျွန်တော်တို့ဂျားထဲမှာအပြောင်းရွှေ့ဖွင့် ာနဲ့ကိုပဲဒါကစားသမားတွေကိုခေါ်ယူဖို့အတွက်အာဆနယ်အသင်းအနေနဲ့ပြင်ဆင်ထားဖို့တူကတောင်းဆိုထားတယ်အဲ့တော့ပြောချင်တာကဘာကိုလဲလက်ရှိမှာဒါကျွန်တော်အခုချိန်ကလေးကဒါကျွန်တော်တို့အန်ဒရီယာဘာတာအနေနဲ့ခေါ်ယူခြင်းတဲ့ကစားသမားရဲ့အေဂျင့်တွေကိုတောက်ရှာဆက်တင်ပြီးတော့ဆွေးနွေးမှုတွေပြုလုပ်နေတဲ့ဆွဲသတင်းတွေကအမှန်တည်းအမှန်အမှန်ဖြစ်တယ်လို့ပဲပြောလို့ရမှာတော့ဥမာလက်ရှိမှာဒါကျွန်တော်တို့ အာစနိုသင်းနဲ့ကာယိုဂရက်စ်ကိုတရားဝင်စတင်ပြီးခေါ်ယူဖို့အတွက်ဆွေးနွေးနေပြီဖြစ်တဲ့လက်ရှိမှာကာယိုဂရက်စ်ရဲ့အေဂျင့်နဲ့အတူတာတောက်လျှောက်တော့ကျွန်တော်အာစနိုအသင်းကရုရှားဆွေးနွေးနေပြီဖြစ်ပြီးတော့ဒါတကိစားနဲ့ပတ်သက်ပြီးတော့အာစနိုပိတ်သက်တယ်ဟုတ်အာစနိုအသင်းအနေနဲ့ဒါဟိုမှာကာယိုဂရက်စ်နဲ့ဆိုတာအေဂျင့်နဲ့စတင်ပြီးတရားဝင်ဆွေးနွေးနေပြီဒါပြကျွန်တော်တို့ဒီအပြောင်းရွှေ့မှာဒါကြောင့် NDA ဘာတာကဥဆောင်ပြီးတော့ဒါဟိုမှာပြောချင်တာဗျာကျွန်တော်တို့ဟိုအာစနိုအသင်းနဲ့ကာယိုဂရက်စ်ကိုအပြောင်းရွှေ့ဖွင့်တာနဲ့ညော့စာချုပ်ဖြတ်သိမ်းခြင်းဒါမှမဟုတ်ခုနပြောသူပြဒါဟို sporting ကိုရောအမ်ရာမင်းတို့တောင်းမင်းတို့လူချင်းနဲ့ euro 85တန်း yu ကစားသမားဒါအပြောင်းရွှေ့ဖွင့်တာလေလာပြောချင်တာဗျာကျွန်တော်ဒါဟိုးအခုတော့မမေရ city အသင်းဒါကျွန်တော်တို့ဖလားသုံးလို့မော်နော် travel ရရတဲ့နှစ်တုန်းက haaland တို့ဘာလို့အုပ်စုကိုခေါ်ခဲ့တယ်လို့ပဲ okay သူတို့နည်းခေါ်ခြင်းနဲ့ခေါ်ခြင်းနဲ့ကစားသမားမမေရဒါကျွန်တော်တို့အပြောင်းရွှေ့ရသည်မဖွင့်ခဲ့တရားဝင်ဆွေးနွေးထားတယ်အပြောင်းရွှေ့ရသည်လည်းဖွင့်တော့ဒုံနိုင်ဒုံနဲ့ကစားသမားတွေခေါ်ချပြီးဒီကစားသမားတွေအနေနဲ့လက်ရှိအသင်းရာသီလက်ဆောက်တကယ်ကိုကောင်းသွားတာကိုတွေ့ရမယ်ဒီမှာပါအဲ့လိုမျိုးပုံစံမျိုးအာဒီတာအုပ်စုကသွားခြင်းအဲ့တော့ပြောချင်တာ ဒါလာမယ့်နွေရာဒီအပြောင်းအရွှေ့မတိုင်ခင်မှာအာဆနယ်နဲ့ခုလက်ရှိမှာတရားဝင်စကား၃ယောက်တီတီပြောနေပြီဖြစ်တယ်။ကာယိုဂရက်ကိုပြောရဲဆိုတာဒါမနီညာကဗီဒီယိုမှာကျွန်တော်တင်ထားပေးခဲ့တယ်။ကာယိုဂရက်ရှင်မှုပဲခုလက်ရှိမှာအာဆနယ်တဲ့တောင်မန်ကစားသမားဖြစ်တယ်။လက်ရှိမှာအက်သလက်တစ်ဘီဘာဝဲတောင်မန်ကစားသမားလူငယ်ကစားသမားလေးဖြစ်တဲ့ဒါနီကိုဝီလီယံကလည်းတရားဝင်ဒါစတင်ပြီးတော့ဆွေးနွေးနေပြီဆိုတဲ့သတင်းတွေကလည်းတောက်လျှောက်တွေ့နေရမယ်တဲ့မှာပါတယ်ပေါ့နော်။အဲ့တော့လက်ရှိမှာနီကိုဝီလီယံကအဓိကတော့ဒါလွယ်တယ်ဗျ။ဒါကျွန်တော်ကာယိုဂရက်တို့ဘောက်တဲ့ဆိုင်တော့လက်ရှိမှာအခုလက်ရှိအာဆနယ်တဲ့လိုက်နေတဲ့ကစားသမား၃ယောက်မှာ၃ယောက်လုံးကစာချုပ်ဖြတ်သိမ်းခြင်းရှိတယ်။ ဟိုမှာကာယိုဂရက်ဆိုမှလည်းဂိမ်းခုနပေါ့အီနန်နေလုပ်မယ်ဆိုရင်တော့စာချုပ်ဖြတ်သိမ်းရယူရိုသန်း100ပေါင်သန်း80ကျော်ပတ်ချလဲဝင်းညင်ညာပေးလိုက်ပြီးတော့အာမချောင်းနဲ့ယော့ဆိုတဲ့ပုံစံမျိုးလုပ်လို့ရတယ်ပြီးဒါမျိုးခုနပေါ့နီကိုဝီလီယံအဲ့တိုင်းပဲနီကိုဝီလီယံဆိုလဲလက်ရှိမှာဒါစာချုပ်ဖြတ်သိမ်းကြီးကယူရို55သန်းပဲရှိတယ်အဓိကအတိုင်းကျွန်တော်ကစားသမားရေဒါကျွန်တော်ပုတ်ကူရေရရသဘောတူညီမှုရဖို့ကခက်ခဲမဲ့သဘောမှာရှိတယ်ကစားသမားလာစားလိုချင်တာအရင်များတယ်ပေါ့နော်အဲ့တော့ပြောချင်တာခုနအဲ့ကြောင့်မို့လားရှိမှာဒါအာစနိုသင်းကလာမယ့်ညရာဒီအပြောင်းရွှေ့မတိုင်းခင်မှာကစားသမားရေနဲ့ပုတ်ကူရေရရ၃ယောက်လုံးကကစားသမားယူထားလိုက်မယ်ပြီးရင်လာမယ့်ညရာဒီကျရင်ဒီကစားသမား၃ယောက်လုံး release ော့ခုနပြောလိုပဲစာချုပ်ဖြတ်သိမ်းခြင်းပုံစံမျိုးပြီးပြီးရော့အင်ရော့အင်ရော့အင်ဆိုတဲ့ပုံစံမျိုးတောက်လျှောက်ခေါ်သွားဖို့အတွက်ပြင်ဆင်လာတယ်။ဥပမာဇူရီမန်ဒီဆိုတဲ့ဒီတိုင်းမှာယူရိုဇူရီမန်ဆိုလက်ရှိမှာယူရိုတန်း80ဆိုတဲ့စာချုပ်ဖြတ်သိမ်းခြင်းရှိတယ်။ပေါင်60နဲ့62တန်းကြားပတ်ချလဲဝင်ညာစာချုပ်ဖြတ်သိမ်းခြင်းရှိတယ်။အဲ့ဒါမျိုးဥပမာဆိုလက်ရှိမှာဇူရီမန်ဒီဆိုလဲဒါကျတော့အာစနိုတင်းတဲ့ပုတ်ကွေရဲ့သဘောတူညီမှုရဖို့အတွက်အခြေအနေတွေကောင်းနေတယ်။ကာယိုဂက်စ်ကအခုချိန်မှာစပီးတရားဝင်စပြောနေတယ်။နီကိုဝီလျံနဲ့လည်းစပြောနေတယ်။အဲ့တော့ပြောချင်တာလက်ရှိမှာအာစနိုတင်းတရားဝင်စကားပြောနေတဲ့ကစားသမားမှန်သမ်းများအကုန်လုံးနီနီကဒါစာချုပ်ဖြတ်သိမ်းခြင်းရှိတယ်လို့သူတို့နေခုလက်ရှိမှာဒါ ယာတီဒီဒီလိုမျိုးတာယာတီမကုံငင်ကလေးကနေပုံကိုရေးရာသဘောတူညီမှုတစ်ခုကိုယူထားခဲ့ပြီးတော့ OKB ဆိုတာနဲ့ဒါအပြောင်းရွှေ့ယာတီတရားဝင်ဖွင့်ပြီဆိုတာနဲ့ဒီကစားသမားတွေကိုရော့အင်ဆိုပြီးဒါပတ်စံပေးပြီးတော့တခါတဲ့တန်ခေါ်ခုနကယာတီဂျိုခြေစမ်းပွဲတွေမှာဒီကစားသမားတွေကိုအသင်းနဲ့အဝင်ဂွင်ကြအောင်လုပ်ပြီးရင်တော့ခုနကပြောလို့တကယ်တမ်းယာတီစပြီးဒီကစားသမားတွေက original arsenal ကစားသမားတွေဖြစ်သွားပြီးသားပုံစံမျိုးကိုအာဒီဒါအနေနဲ့လိုချင်တယ်ပြောချင်တာခုနကယာတီကတော့အပြောင်းရွှေ့ပိတ်ခန်းနေတဲ့နှစ်နာရီလုံးမှနှစ်နာရီလုံးမှဒီကစားသမားတွေကိုခေါ်ပြီးတော့ဟာအသင်းနဲ့ဒါကျွန်တော်တို့တပတ်လောက်တန်နှစ်ပတ် တ်လောက်တဲ့အတွက်အဲ့လိုမျိုးမလုပ်ချင်ဘူးပြောချင်တာအာစနောသိနေခုနပြောသူပဲတကယ်တည်းပရီးမီးယားလိဂ်ကိုပြန်စပြီဆိုရင်ဒီကစားသမားတွေကအာစနောကစားသမားဖြစ်ကိုဖြစ်နေရမယ်ဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်တို့အာစအာတီတာကနေပြီးတော့လက်ရှိမှာခရွန်ကီတိုအုပ်စုရဲ့အန်ဒရီယာဘာတာတို့အုပ်စုရဲ့ဟိုဒါတောင်းဆိုထားတဲ့လူကြားသိရတယ်မှာပါတယ်ဒါအပြင်အခုလက်ရှိမှာဒါကျွန်တော်တို့အာစနိုသိနေတဲ့စာချုပ်သစ်ကိစ္စမှာလည်းအန်ဒရီယာဘာတာတွေကလုံးဝအခုချိန်မှာလှုပ်ရှုပ်နေပြီလို့ကြားသိရတယ်မှာပါတယ်။ဘာကြောင့်လဲ အခုလက်ရှိ အာအာဆနယ်အသင်းရဲ့ခံစင်မှုကစားသမားဖြစ်တဲ့ William Saliba ကိုတော့ဒါကျွန်တော်တို့ Real Madrid အသင်းရဲ့လာမယ့်နေရာဒီမှာကြီးမားတဲ့ကံစားမှုတစ်ခုပြုလုပ်လာနိုင်မယ်ဆိုပြီး Marca ကတော့ပြောထားတယ်။ဒါပြင်ကျွန်တော် Court of Side ကတော့ Tier 5လောက်က level ကသူကပြောထားလဲဆိုတော့လက်ရှိမှာ Arsenal အသင်းကဒါ Saliba နဲ့ဒါစာရုပ်တသန်းအခြေတရသိမကောင်းခဲ့ဘူးဆိုရင် Real Madrid အသင်းနေနဲ့ဒါ Saliba အတွက်ငွေအများကြီးသုံးသွားဖို့ဝန်မလေးဘူး။ ဘယူရို85တန်ပေါင်တန်း80လောက်ထိဆာလီဘောက်ကိုတုံရွာဖို့အတွက်လုံးဝလုံးဝဝင်မလီဘူး။ဒါပြင်ရီယယ်မက်ဒရစ်ကတော့ရှင်းတယ်ဆာလီဘောက်ပုဂ္ဂိုလ်အရာရအခုခေတ်ကတက်ပင်လုံနေပြီဆိုတဲ့ကောလာဟာလာတွေထွက်နေတဲ့ပြင်ဆာလီဘောက်ကိုလည်းဒါကျွန်တော်အလက်ဇန္ဒားအာနူရုလိုပုံစံယာဒီကုံရဲ့အလွတ်ဆိုတဲ့ပုံစံမျိုးပုံစံမျိုးဒါကျွန်တော်ဆာလီဘောက်ဆာရုပ်တတန်းရတာနှစ်နှစ်လောက်ကြံသေးတည်တဲ့အတွက်ကြောင့်မလို့ဒါပြောချင်တာအခုခေတ်ကမမန်ရဲ့အာနူလည်းလုံငယ်နှစ်နှစ်လောက်ခေတ်ကသူတို့လှုပ်ထားခဲ့အဲ့တော့ဆာလီဘောက်ကိုလည်းလက်ရှိမှာဒီလိုကွက်တွေလုံနေပြီဆိုပြီးတော့မာကာကနေတည်နေရရေးထားတဲ့အတွက်မှာပါအဲ့တော့အာဆန်ကတော့ရှင်းတယ်ဗျဆာလီဘောက်ကိုလက်ရှိမှာဒါ တရားဝင်တာကျွန်တော်အန်ဒီယဘာတိုင်အရေးကြီးဆုံးလို့ကစာလီဘာကိုစာချုပ်ချုပ်ဖို့အတွက်ပြင်ဆင်လာခဲ့တယ်လို့ကြားသိရတယ်မှာပါအဲ့တော့ပြောချင်တာကတော့ကျွန်တော်ဒါစာလီဘာတရားကိုဒါကျွန်တော်ဥရောပမှာဈေးကြီးဆုံးဒါကျွန်တော်တို့နောက်ခြံကစားသမားတရားအဖြစ်အနေနဲ့ပုံစံမျိုးလွတ်သွားဖို့အတွက်ကြိုးစားသွားမယ်လို့ကြားတယ်ဒါပေမဲ့ဒီနေရာမှာအာဆောင်သင်းကမိုက်တာတကူကဒါစာလီဘာတရားတည်းမဟုတ်ဘူးအာဆောင်သင်းနဲ့လာမယ့်ဒါကျွန်တော်တို့လူရည်မတိုင်ခင်မှာဂေဘရီယယ်ကိုပါ ဆာလီဘာနဲ့အတူတူလာစာရှိတယ်ဒါကုနာပေါ်တယ်ဒီနှစ်ယောက်လုံးကဥရောပမှာလာစာအများဆုံးကစားသမား၂ယောက်ဖြစ်နေရမယ်ဆိုတဲ့ပုံစံမျိုးအာဒေတာကအုံးဆိုရင်အာစနယ်အသင်းကလုတ်သွားဖို့တယ်အဲ့တော့ပြောချင်တာကုနာပေါ်တယ်ဟာဂရီယာလောက်ကလာစာပုံများပါလားဆာလီဘာလောက်ကလာစာပုံများပါလားအဲ့လိုမျိုးမဟုတ်ဘူး အာစနယ်ကဒါခုနပြောလို့ဂီဘီယောကိုဆာလီဘာကိုကျွန်တော်သိလောက်ကဂီဘီယောက၃နှစ်ပဲကြာတယ်ဆာယုတ်တန်းအတစ်ကဒါကျွန်တော်တို့ဆာလီဘာက၅နှစ်ပေါ့နော်ဆာလီဘာလည်းငယ်သေးတော့အဲ့တော့ဆာလီဘာလည်း၅နှစ်ဒါဂီဘီယောကလည်း၃နှစ်ဆိုတဲ့ပုံစံမျိုးဒါဒါပေမဲ့ဒီနေရာမှာအဓိကတူမဲ့အချက်က၂ယောက်လုံးကလုခလာစာရအတူတူပဲဒါပေမဲ့ဒီလုခလာစာကလည်းလက်ရှိဥရောပမှာလုခလာစာအများဆုံးတော့ဒါကန်ဆယ်မှုတွေဖြစ်သွားနိုင်တယ်ဆိုတဲ့သတင်းထွက်တယ်ကောလာဟာလာရတပတ်လုခပေါင်း၂သိန်းခွဲကိုစီကိုစီနဲ့အတူဒါလာမဲ့ຫນွေရာဒီမှာဒါကျွန်တော်အာစတိုသိနေတယ်ကျွန်တော်တို့ ဆာလီဘာကိုဂေဗီယယ်တို့ကိုဒါကျွန်တော်တို့စာချုပ်သစ်ကမ်းလှမ်းနိုင်မယ်လို့သူတို့အနေနဲ့ဒါယုံကြည်ထားတယ်လို့ပြောလို့ရမယ်တဲ့မှာပါတယ်ကွနော်အဲ့တော့ပြောချင်တာကတော့ကျွန်တော်အန်ဒရီယာဘာတာအနေနဲ့သူ့ရဲ့ဒါခံစစ်မှု၂ရောက်လုံးကိုလာမယ့်နေရာဒီမှာစာချုပ်သစ်ကြိုးစားဖို့တော့အဓိကဆာလီဘာပေါ့နော်ဆာလီဘာကိုလက်ရှိမှာဒါရီယယ်မက်ဒရစ်ကလည်းမျက်စိကြာနေတယ်ဒါခုနကပြောဆိုပဲလုံး အာရူရောကလည်းနှစ်နှစ်လောက်အကြံတဲ့ကစားသမားတယောက်ကိုဒါတက်ပင်လာလုခဲ့တာဆိုတော့အဲ့တော့အာဆနယ်သင်းကဒါမျိုးသူတို့ကစားသမားအဖြစ်ခံမှာမဟုတ်ဘူးသူတို့အနေနဲ့ခုလက်ရှိမှာဟိုအာဆာလီဘာလည်းပုံမှန်လင်းသူပြောထားပါတယ်သူအနေနဲ့ဒါကျွန်တော်တို့သူဒီစာချုပ်သစ်ချုပ်ဆိုဖို့တော့သူ willingly ဖြစ်တယ်သူနဲ့အာဆနယ်ကိုသူချစ်တယ်အာဆနယ်ကသူ supply ရည်ရယူဖို့တော့အလုပ်တွေအများကြီးလုပ်အောင်မသူခဏခဏပြောတာကိုတွေ့ရမယ်တဲ့မှာပါတယ်အဲ့ဒါကိုကြီးကြီးအဖြစ်တေးကြတာတစ်ခုကတော့ကျွန်တော်တို့အာဆနယ်အသင်းအနေနဲ့ဒါကျွန်တော်တို့အဲ အန်ဒရီယာဘာတာအုပ်စုအနေနဲ့ဂျာဆာလီဘာနဲ့ဂေဗီယယ်အုပ်စုကိုစာရုပ်တန်တန်တိုးဖို့အတွက်အကြီးအကျယ်ကြိုးစားသွားမယ်လို့သိရတယ်မှာပါတယ် တူလဲတူနိုင်မယ်လို့ကျွန်တော်နေယုံကြည်ရတယ်မှာပါပါတယ်ဒီလောက်ပါပဲဘောလုံးပွဲတကူကြီးရှူခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 ကြီးတို့မှာချင်းလူစံပေါင်းကိုကြည့်လို့ရပါတယ်မြန်မာလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့အောက်က comment တွေမှာလည်း Youth Sport Media 3.0နဲ့ TV4 ကြီးတွေလင်းလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များစွာကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်မြန်မာလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာမြန်နာဖြစ်ပါတယ်အားလုံးပဲကြိုတူပါတယ်ကောင်းမွန်တော်နေ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှ AC တွေ့ကြတာပေါ့အားလုံးပဲကြိုတူပါတယ်အခုလက်ရှိငလင်း တန်ကိုကူညီပေးနေတဲ့ညီကိုမမအားလုံးကိုလည်းအများကြီးဒီမှာလို့ပြောနေတယ်ပဲကျွန်တော်တော့ကုန်ပြပေါ့ဗျဒေဗော့ပါ